မူတုံ6နှစ်ခွာကျိုင်းစစ်ကြီးဘက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ကရင်တွန်လိုင်းပူးပေါင်းတပ်တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ကတိုက်ဆုံမှုတွေများပြားနေတယ်လို့တွန်လိုင်းတပ်တွေထံကနေသိရပါဗျ။အခုလတတိယအပတ်ထဲမှာ6နှစ်ခွကြေးရွာမှာတက်ဆွဲထားတဲ့စစ်တပ်ဟာတံပြာကြေးရွာဘက်ကိုလက်နက်ကြီးပစ်ခတ်ပြီးရဲ့နောက်စစ်ကြောင်းထိုးဝင်ရောက်တက်ဆွဲလိုက်ပါတယ် ီလိုမျိုးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကရင်တော်လိုင်းပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်ခဲ့ပြီးစေုပ်စုဘက်ကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်တတိယမြစ်တအူးကပြောပါရယ်။ဒါပြင်တိုက်ပွဲမှာစစ်ကောင်စီဘက်ကတာလုံအင်အားနဲ့အတူ DKPA နဲ့လက်နက်ကိုင်အဖွဲ့တချို့အကူအညီရယူပြီးစစ်ကြောင်းထိုးတာဖြစ်တဲ့အတွက်တော်လိုင်းပူးပေါင်းတပ်ဘက်ကနေရာတချို့ကနေစုခွာခဲ့ရပြီးထိခိုက်မှုလည်းရှိနေတယ်လို့ဆိုပါရယ်။စေုပ်စုဟာ ရွေးကောက်ပွဲကျင်းပနိုင်ရင်းနဲ့မုရုံကျိုင်းစစ်ကြီးဖျားသုံးစုလမ်းပိုင်းနေမည်စိုးမမှုပြန်လည်ရယူနိုင်ဖို့ထိုင်းမြန်မာနယ်စပ်ထွက်ပေါက်ဖျားသုံးစုမြို့ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတော့မုရုံကျိုင်းစစ်ကြီးဖျားသုံးစုလမ်းပိုင်းလျှောက်တိုက်ပွဲဖြစ်ပွားနေတဲ့ကျေးရွာအနီးပတ်ဝန်းကျင်မှာဒေသခံတွေကထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒီလိုအရက်သားတွေထွက်ပြေးတိမ်းရှောင်နေခြင်းမှာစီစုတပ်ဖွဲ့ဝင်တွေကနေအတွင်းရှိပစ္စည်းအုပ်စာတွေကိုခိုးယူလာရရှိနေတယ်လို့ဆိုပါတယ်